ကျမတို့ကခွေးနဲ့လမ်းလျှောက်ရင်ဒီနိုင်ငံကတချို့အိမ်တွေကဒီမှာကိုယ့်ရဲ့မြခင်ပေါ်မှာခွေးတွေကိုတေးပေါက်တာတို့ရှူပေါက်တာတို့မလုပ်စေချင်ဘူးဆိုသေးလို့ science လေးကတ်ထားတယ်သူကဒီအိမ်ကအဖိုးကြီးနေရောက်ယောက်ျားချင်းနေတဲ့အိမ်ယောက်ျားချင်းနေတယ်ဆိုတော့နင်းနေစည်းစားကြောင်တာပေါ့နော်ဒီမှာဒါသူ့အိမ်ဟုတ်တယ်ဟိုနေရာတိုင်းမှာမဆိုင်ပုတ်ထောင်ထားတယ်သူ့ရဲ့အိမ်ပတ်ဝန်းကျင်သား ဒါလန်းတော့ဒီမှာဒါလူသွားလန်းဒါလူလန်းရှောက်တဲ့လန်းဒါသူ့ရဲ့မြက်ခင်သူ့ပိုင်းတဲ့မြက်ခင်ဒီဒီမြက်ခင်ပေါ်မှာရှူးလည်းမပေါက်ရဘူးခွေးကိုချီလည်းပါမပါခိုင်းရဘူးတဲ့ဒါသူစိုက်ထားတဲ့ပန်းခင်းလေဒါသူ့ရဲ့ခြံကျုံရင်းနဲ့ပြထားတာနော်အခုဒါကျမတို့ခွေးကိုလန်းခေါ်ရှောက်နေတာအဲ့ဒါသူ့ရဲ့မြက်ခင်ပေါ်မှာဤပါပြီးမှဆိုလို့ဟိုမှာတားဖားတွေကိုအော်နေတာကျမကဟိုမှာ သူတို့တွေကခွေးကိုခေါ်သွားကျမတို့ခွေးကတေးသေးလေးအဲ့ဒါနေတော့အဲ့ဒီပေါ်မှာခွေးခွေးချီခွေးချီတွေမပါမိစေနဲ့လို့ခွေးသေးတယ်မပေါက်မိစေနဲ့လို့နေတော့ပေါက်မိလို့တော့အဲ့ဒီအချောင်းနဲ့ရောအချောင်းနဲ့ရောအင်လာပြီးတော့ကိုတိုင်ပါလို့နေတော့ကိုလို့လမ်းလျှောက်တာကျမတို့တွေလမ်းလျှောက်တိုင်းညနေပိုင်းဟိုကျမတို့ခွေးကတေးသေးလေး သူခွေးကိုအောက်ကိုမချောင်းနဲ့ချီးနေတာတမီလေးလူလူကအမေရိကန်နိုင်ငံလဲအရင်ရီရတယ်နော်ကိုမတင်ထားတဲ့အရာတွေမှာအများကြီးရှိတယ်နော်အဲ့ဒါကိုရဲ့အိမ်ရှေ့မှာလေးအဲ့လိုခွေးလေးတွေကိုတချို့တွေကကွာခွေးလေးချီးပါရင်မကောက်သွားဘူးလေအဲ့လိုချီးသုံးလေးနေကွာလာမပေါ်မှာအဲ့လိုမျိုးလေးတွေ့လို့တခါလေးတွေ့တာပေါ့နော်အဲ့လိုမျိုးလေးရှိလို့နေမှာပေါ့သူတို့လည်းအဲ့လိုဆိုင်းထိုးထားတာနေမှာနော်ကဲအဲ့ဒါလေးကိုကြုံရင်ပြောပြရပါ thank you ပါ